ားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာလန်းလေးတစ်ပုဒ်ကတော့ကြက်ရွာကိုရောက်သွားတယ်လူနှစ်ယောက်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ကြောက်အောင်လင်းဆက်နေခင်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရသရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့ပြည့်တဲ့ရက်ခံကြပါတယ်ဟုတ်ကဲ့အကြောင်းလေးကိုဆက်တင်လိုက်အောင်ဒီတော်ကြီးရဲ့လျှို့ဝှက်ဆန်းကျင်မှုများကရှေးနှစ်ပေါင်းများစွာကလေးကနေပါဇက်ရာဆိုရင်ဖြစ်ပြောစမှတ်တွင်ခဲ့ပါတယ်အဲ့ဒီတော်နဲ့ကြီးတွင်မှာနေထိုင်ကြတဲ့နားမလည်နိုင်တဲ့အရာတွေက အများကြီးရှိပါတယ်တချို့လူတွေကတောကောင်များကပို့ပြီးကြောက်ရအောင်လို့ဆိုပါတယ်ဒါပေမဲ့ဒီတောထဲမှာတော့မြင်အပ်မမြင်အပ်တဲ့ဝါတွေကပို့ပြီးကြောက်ဖို့ကောင်းတာပါဒါကြောင့်တောထဲကိုကျွမ်းကျင်စွာသွားလာနိုင်သူများကတောကျွမ်းနေဖို့သာမကပဲမိမိကိုယ်ကိုကာဝယ်ဖို့အတွက်မှော်ပညာများကိုလည်းတက်မြောက်ထားမှဖြစ်ပါလိမ့်မယ်အဲ့ဒီတော်နီးမှာလောက်ကင်စားတောက်နေတဲ့အတွေ့အကြုံရင်တောမုတ်ဆိုကြီးတယောက်ရှိပါတယ်သူကတော့ဆရာစောပါ သူကလူတွေကိုတောတွင်းကနေပြီးဖြတ်တန်းပြီးတော့လိုရခီးကိုအခါကြီးကိုယူပြီးတော့ပို့ဆောင်ပေးနေရသူဖြစ်ပါတယ်။ဆရာစောကတယောက်တည်းလှုပ်လှုပ်ရတာကိုနှစ်သက်ပေမဲ့သူမှာသူနဲ့အတူအမြဲတမ်းသွာလာနေတဲ့ခွေးတစ်ကောင်ရှိပါတယ်။၎င်းခွေးရဲ့နာမည်ကတော့အတာဖြစ်ပြီးတော့အလွန်ကြီးမားတဲ့မြမာခွေးမျိုးဆက်ဖြစ်ပါတယ်။အခုခါမှာတော့အသက်အရွယ်ကြီးရင်လာပြီးဖြစ်တဲ့တော့ကြောင့်အရင်လိုကောင်းမွန်စွာအလုံးမလုံးနိုင်တော့ပါဘူး။ဒီတစ်ချိန်မှာတော့ဆရာစောကထူးဆန်းတဲ့တောရွတ်ပစ္စည်းများကိုလှည့်လည်ပြီးတော့ရှာဖွေရောင်းချနေတဲ့မနုဆိုတဲ့လူတစ်ယောက်က ူကိုတော်ရင်းကိုဖျက်ဆီးဖို့အကူအညီတောင်းခြင်းကိုခံရပါတယ်။အဲ့ဒါနဲ့သူတို့နှစ်ဦးခွေးတကောင်နဲ့အတူတူတော်ရင်းမှာခရီးတော်ကြာသွားလာခဲ့ကြပါတယ်။သူတို့နှစ်ယောက်တော့ကအရာရာအဆင်ပြေနေပုံပေါ်ပေမဲ့ရုတ်တရက်အဒါကအကြောင်းမဲဟောင်လာတဲ့အတွက်ဆရာစောကစေအနောက်ရက်ဖြစ်ပြီးတော့အဒါကိုရိုက်လိုက်ပါတယ်။ဟာဆရာဘာလို့သူ့ကိုရိုက်တာလဲ။တနာပါဗျာအဒါကအသက်ကြီးနေပါပြီ။ဒီကောင်ကမျက်စိတွေလည်းဝါးနေပြီ။ဘာတွေ့တွေ့ဟောင်နေလား။သူ့ရဲ့ဟောင်တန်ကတော်ရင်တိရစ္ဆာန်တွေကိုဆွဲခေါ်လာရင်ဘယ်လိုလုပ်မလဲ။အဲ့လိုဆရာစောကပြန်ပြောလိုက်ပါတယ်။ အဲ့ဒါနဲ့မနူးကကြည့်ရတာ तू ဟာအသက်ကြီးနေပြီဆိုတာသိတာပါလေဆရာရဲ့ဘာလို့သူ့ကိုခေါ်လာလဲအိမ်မှာနာယူခိုင်းထားရင်မကောင်းဘူးလားမင်းဘာမှမသိပါဘူးကွာအဲ့ဒါငါအဖေရဲ့ခွေးငါအဖေကသူ့ကိုအမဲလိုက်ခွေးဖြစ်တင်ပေးထားရင်လာမကောင်းဘူးတရေတွေရန်ကနေကောက်ွယ်ဖို့အတွက်သူ့ခန္ဓာကိုယ်ထဲမှာလဲမော်ပညာတွေထည့်ထားပေးသေးတယ်အဓာအသာငါတို့ကကူညီရင်ငါတို့ရဲ့ခကြီးကပို့ပြီးမြန်သွားနိုင်မှာသိကြတယ်ဆရာစောကအဲ့လိုပြန်ပြောလိုက်ပါတယ်ဒါပေမဲ့မနူးကလည်းဆရာသူ့ကိုဒီလောက်ထိရိုက်နေတာဆရာမတနာဘူးလား ဟာ तू ကခွေးတကောင်ပဲ तू အသုံးဝင်ရင်ငါသူ့အသုံးမယ်စကားတွေအများကြီးပြောမနေနဲ့ဆက်သွားမယ်အဲ့လိုဆရာစောကပြန်ပြောလိုက်ပါလေဆရာစောကဘသူ့ကိုမှဂယူမဆိုင်ဖေးရှေးကနေဥဆောင်ပြီးရှောက်သွားပါတော့တယ်နောက်ကြံနေခဲ့တယ်မနုကအဒါကိုနောက်တစ်ချိန်လှည့်ကြည့်လိုက်ပါလေသူကအဒါရဲ့ခေါင်းကိုညင်ညင်တတပုတ်ပေးပြီးတော့သူတို့ခရီးဆုံးကိုရောက်ခဲ့ရင်ဆရာစောစီကနေအဒါကိုဝယ်မယ်ဆိုပြီးပြောလိုက်ပါလေအဒါကလူစကားကိုနားလဲသလိုမျိုးသူ့ရဲ့လက်ကိုရှာနဲ့ရက်လိုက်ပါလေမနုကလည်းအဲ့ဒါကိုအလွန်သဘောကျသွားပါလေ ဒီလိုနဲ့သူတို့တွေဆက်လျှောက်သွားကြရင်ညနေဆောင်ကိုရောက်တဲ့ခါမှာတော့သူတို့ကစကန်းချရန်အတွက်မိဘုံတစ်ခုကိုထုံးလိုက်ပါတယ်။ဆရာစောကအဒါကူပဝင်းချင်ကိုစောင့်ကြည့်ခိုင်းထားပြီးတော့သူကိုယ်တိုင်ကတော့မနှုတ်နဲ့တူတူမိဘုံဘေးမှာထိုင်နေပါတယ်။မကြခင်ပါပဲခရီးပန်းလာတာကြောင့်သူတို့နှစ်ယောက်စလုံးအိပ်ပျော်သွားပါတော့တယ်။ပဝင်းချင်ကမြေကြီးရဲ့အငွေသက်ကြောင့်တော်တော်လေးကိုအေးဆက်နေပါတယ်။သူတို့ကိုနှွေးထွေးစေတာကတော့အလယ်မှာဖို့ထားတဲ့မိဘုံပဲရှိပါတယ်။ ညာပဲတလိမ့်ဆန်ဒီအစာရှာထွက်တဲ့အတန်ဒီကစူညံနေပြီမဲ့ဆရာစောနဲ့အဒါကဘေးမှာရှိတဲ့အတွက်ကြောင့်မနူးတယောက်စိတ်အေးချမ်းနေရပါတယ်ညာတကောင်ရန်ဒီပါအချိန်လွန်သွားတဲ့ခါမှာတော့ရုတ်တရက်အဒါရဲ့ဟောင်းတန်ကနောက်တစ်ချိန်ထွက်ပေါ်လာပြီးတော့သူတို့နှစ်ယောက်စလုံးနိုးလာပါတော့တယ်အနောက်ရှက်ဖြစ်သွားတယ်ဆရာစောကအဒါကိုရိုက်ဖို့ဒုတ်ကိုကောက်ယူလိုက်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့မနူးကအချိန်မီဝင်တားလိုက်ပါတယ်စိတ်အေးထားပါဦးအဒါဟောင်းနေတာတခုခုကိုတွေ့လို့နေမှာပါအဲ့လိုပြောလိုက်တော့ ငါဘာမှမတွေ့ဘူးအရွယ်လေးလှုပ်နေတာပဲတွေ့တယ်။ဆရာစောကအဲ့လိုပြန်ပြောလိုက်ပါလေ။ဒါဆိုလဲသူ့ကိုရိုက်ဆရာမလို့ဘူးလေဆရာရဲ့တောင်းမှန်ပါလေရိုက်မနေပါနဲ့။အဲ့ဒါနဲ့ဆရာစောကစိတ်ပြက်လက်ပြက်ဒုက္ခချလိုက်ပါလေ။ရိုက်ခံရမယ့်ဘေးကလွတ်သွားတဲ့အတားကတော့ကြောက်လန့်တကြနဲ့မနှုစီကိုပြေးလာပါလေ။မနှုကသူ့ရဲ့ခေါင်းကိုပုတ်တပေးပြီးကြောက်စိတ်ပြက်အောင်နှစ်သိမ့်ပေးလိုက်ပါတော့တယ်။သူတို့နှစ်ယောက်လုံးပြန်အေးကြပြီမဲ့မနှုကတော့အိတ်မပြောတော့ပါဘူး။အတားကပုံမှန်မဟုတ်တဲ့အရာတခုကိုမြင်ခဲ့တာသိကြတယ်ဆိုပြီးတော့ယုံကြည်နေပါလေ။ ဆရာစောရဲ့စွမ်းရည်ဒီပေါ်မှာလေသူကတဖြည်းဖြည်းတန်တရားဝင်လာပါလေဆရာစောကတကယ်ပဲတော်ရောတော်ရလားပုံမှန်ဆိုရင်တောထဲမှာလမ်းလျှောက်ရင်အဓာဟုပဲလမ်းပြခိုင်းတာဆရာစောပုံစံကြည့်ရတာဘာထွေးကြုံမှမရှိဘူးထင်တယ်ဆိုပြီးတော့မနှုတ်တယောက်တွေးနေပါလေသူကတက်ပြင်းချပြီးတော့တနာစရာကောင်းတယ်အသက်ကြီးတဲ့ခွေးလေးအတွက်သူ့ရဲ့ထမင်းတုပ်တွေကထမင်းတွေကိုခွဲဝေပေးလိုက်ပါတော့တယ်ခွေးလေးကအငမ်းမရစားပြီးတော့ညီးတန်လေးထွက်ပေါ်လာပါတယ်ပြီးတော့သောသောကသူဟောင်ခဲ့တဲ့တစ်ပင်ကိုပြန်ကြည့်နေပါတယ် မနူးကလည်းတစ်ပင်ကိုလိုက်ကြည့်ပါတယ်ဆရာစောပြောတဲ့အတိုင်းဘာမှမတွေ့ရပါဘူးဒါပေမဲ့တက်ကိုင်းနေတိုင်းလိုက်ကြည့်တဲ့အခါမှာတော့တခုခုရဲ့အရေးကလှုပ်ရှားနေတဲ့ပုံစံကိုတွေ့လိုက်ရပါတယ်မနူးကလန့်ပြီးတော့မျက်နှာပြတ်သွားပါတယ်အဲ့ဒါနဲ့ပေးချောင်းမျိုးလုံးကိုပုတ်ပြီးတော့ပြန်ကြည့်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာအရေးကတော့ပျောက်သွားပါပြီသူကအဒါကိုပြန်ကြည့်လိုက်ပါတယ်ဒီတခါတော့အဒါကစောစောကတစ်ပင်နဲ့မနီမဝေးမှရှိတယ်နောက်တစ်ပင်တစ်ပင်ကိုကြည့်နေပါတယ်အဲ့ဒါနဲ့မနူးကလည်းအမြင်လိုက်ကြည့်ပါတယ်ဒီတခါတော့လူတစ်ယောက်ရဲ့မျက်နှာကိုတွေ့လိုက်ပါတယ် မျက်နာကပုံမှန်လူတစ်ယောက်နဲ့တူပေမဲ့ခန္ဓာကိုယ်က မြောက်ဒါမှမဟုတ်မြောက်ဝင်ကြီးတကောင်နဲ့တူနေပါတယ်။သူ့ရဲ့မျက်လုံးတွေကအနီးရောင်ဝိုင်းဆက်နေပါတယ်။သူကမနုကိုကြောက်စရာကောင်းတဲ့အပြုံနဲ့ပြုံးပြပြီးတော့တစ်ပင်ရိတ်ထဲကိုပြန်ပြောက်သွားတော့တယ်။မနုကကြောက်လန့်တကြားနဲ့သတိလွတ်လွနေပါဖြစ်သွားတော့တယ်။သူမြင်လိုက်တာလူမဟုတ်တာတေးကြလို့ဆရာစောကိုချက်ချင်းနှိုးလိုက်ပါတယ်။သူကမျက်စိမှားတာလည်းမဟုတ်ပါဘူး။ဆရာစောကအိတ်ချင်မူးလူနဲ့နှိုးလာပါတယ်။မနုပြောတယ်အเจ้าနေကိုနားထောင်ပြီးတဲ့နောက်မှာတော့သူ့ရဲ့မျက်နာကပြောင်းလဲသွားပါတော့တယ်။ ါတို့တွေကြက်ကုန်းကိုရောက်နေပြီနေတူတယ်ကြက်ကုန်းဆိုတာဘာလဲဆရာအေးသူတို့ကတရေတွေပဲဒါပေမဲ့သူတို့ကအဖွဲလိုက်နေကြတာဒီပတ်ဝန်းကျင်ကလူတွေကတော့ကြက်တွေဆိုပြီးခေါ်တယ်သူတို့ကလူတွေရဲ့သွေးကိုစုပ်ယူကိုကြိုက်တယ်နည်းနည်းလေးမစုပ်ဘူး၆ကက်ပြီးတေသွားအောင်စုပ်တာဆိုပြီးတော့ဆရာစောကပြန်ပြေးပါတယ်ဆရာစောမသိဘူးလားဒီလိုနေရာကိုဘာလို့ခေါ်လာပြီးနားနေတာလဲမနူးကအံ့အားသက်သက်နဲ့မိလိုက်ပါတယ်အဲ့ဒါနဲ့ဆရာစောကလည်းငါ့ကိုအပြစ်မတင်နဲ့အဒါကိုအပြစ်တယ်ပုံမှန်ဆိုရင် तू ကလမ်းပြပေးရလား ငါကသူပြတဲ့လမ်းတော့ကိုလိုက်ရုံပဲလေဆရာစောကပြန်ဖြေလိုက်ပါတယ်မြန်မြန်သွားကြရအောင်ဆရာတော်ထဲမှာလမ်းလျှောက်တာအဆင်ပြေတယ်မဟုတ်ဘူးလားမနှုကအဲ့လိုပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဆရာစောကဘာမှမပြောဘဲနဲ့မနှုကိုဒုံးနဲ့ရိုက်ချလိုက်ပါတယ်မနှုတရားကိုလဲကျသွားပြီးမထနိုင်တော့ပါဘူးအဲ့ဒါနဲ့မနှုကတောင်းပန်ပြီးတော့ဘာလို့ဒီလိုလုပ်ရတာလဲဆိုပြီးတော့မေးလိုက်ပါတော့တယ်ရရှိလာတဲ့အဖြေကတော့ကြက်ကုန်းကနေပြီးတော့ထွက်သွားဖို့ဆိုရင်သူတို့ထဲကတယောက်ယောက်ကိုကြက်တွေအတွက်ပူဇော်ပေးရမယ်အဲ့တော့ငါကတော့ဒီနေရာမှာအသေးခံမှာမဟုတ်ဘူး အဲ့ဒါကြောင့်မနူးကသူ့အစားတားကောင်ဖြစ်ရမယ်ဆိုပြီးတော့ပြောပါတော့တယ်။အဲ့ဒီချိန်မှာပဲကြက်တီရဲ့အော်ဟစ်ငူကြွေးတန်တွေရေမောတန်တွေကတဖြည်းဖြည်းနဲ့နီးကပ်လာပါတယ်။ဆရာစောကအဓာကိုခေါ်ပြီးတော့အမြန်ပြေးပါတယ်။နာကျင်နေတဲ့မနူးကိုတော့ထပစ်ခစ်လိုက်ပါတော့တယ်။ကြက်တီရဲ့လိုက်လာတဲ့အတန်ကအဓာနဲ့ဆရာစောတို့ဒီနေရာကနေအမြန်ပြေးထွက်အောင်လှုပ်ဆောင်နေပါတော့တယ်။အသက်ကြီးတဲ့ခွေးလေးကလည်းဆရာစောရဲ့အမိန့်ကိုနားခံပြီးတော့ရှေ့ကနေအမြန်ပြေးပါတယ်။မနူးကတော့သူတို့သူ့ရဲ့မြင်ကွင်းကနေပျောက်ကွယ်သွားတာကိုပဲကြည့်နေနိုင်ပါတော့တယ်။မနူးကမပြေးနိုင်တော့ပါဘူး။ ။ဒါကြောင့်အဲ့ဒီနေရာမှာပဲမြေပြင်ပေါ်မှာလဲလျောင်းနေလိုက်ရပါတော့တယ်။ဆရာစောကအတာနဲ့တူတူအဲ့ဒီနေရာကနေထွက်လာပြီးတဲ့နောက်မှာတော့သူကခဏရပ်လိုက်ပါတယ်။ကြက်တွေကမနှုတ်ကိုစားသွားပြီဆိုပြီးတော့သူကယုံကြည်နေပါတယ်။သူကမောနေတဲ့အတာကိုလှည့်ကြည့်လိုက်ပြီးတော့ဒေါသတကြီးနဲ့ပြောလိုက်ပါတော့တယ်။မင်းကတော်တော်အသုံးမကျတဲ့ခွေးပဲ။ငါ့အဖေကမင်းကိုဆက်မွေးဖို့မသိဘူး။မင်းကြောင့်ငါတေလူနီးပါဖြစ်သွားတာပြန်ရောက်ရင်မင်းကိုငါတတ်ပြစ်မယ်အတာကဖြည်းဖြည်းချင်းထရရလိုက်ပါတော့တယ်ရုတ်တရက်ကြက်တကောင်ကဆရာစောရဲ့ရှေ့ကိုခုံဆင်းလာပါတော့တယ ်ဆရာစောကပါဇက်အဟောင်းသားဖြစ်သွားပါတယ်။သူတို့ကဘာမှမတက်နိုင်တဲ့ဆရာစောစီကိုဖြည်းဖြည်းချင်းခြောက်သွားပါတော့တယ်။ပုံမှန်ဆိုရင်သူကသူ့အဖေရဲ့အချစ်ဆုံးခွေးထဲမှာထားခဲ့တဲ့မော်ပညာတွေအဆောင်တွေကိုပဲအားကိုးရတာပါ။ဆရာစောကအဒါကိုလှည့်ကြည့်လိုက်ပါတယ်။ဒါပေမဲ့ခွေးကငြိမ်နေပြီးတော့မဟောင်းပါဘူး။အတန်လေးလုံးဝမထွက်ပါဘူး။ဆရာစောကိုကူညီဖို့လည်းဘာမှမလုပ်ပါဘူး။ဓာတ်ထပ်ပို့ပြီးကြောက်စရာကောင်းတာကအဒါကဆရာစောကိုချက်တီစီကိုခေါ်လာတာနဲ့ပို့တူနေပါလေ။ဆရာစောရဲ့အကူအညီတောင်းတဲ့အတန်လေးအဒါကို ကြက်တွေကိုတိုက်ခိုက်ဖို့အမိန်ပေးတဲ့နေထွက်ပေါ်လာပါတယ်။ဒါပေမဲ့ခွေးကတော့နောက်ကိုပြန်ပြီးလှည့်ပြေးသွားပါတော့တယ်။သူ့ရဲ့သခင်လိုပြောနေပြီမယ်။သူ့ကိုဘရော့မဂယူမဆိုင်ခဲ့တဲ့လူကိုထားခဲ့ပါတော့တယ်။သူကမျက်လုံးမိတ်ပြီးတော့လဲလျောင်းနေတယ်။မနှူးစီကိုပြန်ပြေးလာပါတယ်။သူကလူငယ်လေးရဲ့မျက်နှာကိုရှာနေရလိုက်တဲ့အခါမှာတော့မနှူးတယောက်နိုးလာပါတော့တယ်။ကြက်တွေရဲ့အတန်ကတိတ်ဆိတ်သွားပါပြီ။အတာကသူ့ကိုရှေ့ကနေခေါ်သွားတဲ့ချိန်မှာမနှူးကဖြည်းဖြည်းချင်းထားရလိုက်ပါတယ်။မနှူးတယောက်ဘလောက်ကြာကြာလမ်းလျှောက်ခဲ့ရလဲတော့မသိပါဘူး။ဒါပေမဲ့နောက်ဆုံးမှာတော့သူတို့ခီးစုံကိုရောက်သွားပါတယ်။ တော်တွေကနေထွက်လာတဲ့ခါမှာတော့မနုကချက်ချင်းပဲဖျားเจ้าစီကိုသွားပြီးတော့အလှတန်းနေလုပ်လိုက်ပါတယ်ပြီးတော့အဒါကိုလည်းဆရာတော်စီမှာအံ့နံပြီးတော့ဆောင်းရှောက်ဖို့ပြောလိုက်ပါတယ်ခွေးလေးကအသက်အရွယ်ကြီးနေပါပြီဒါကြောင့်တော်တွင်ခရီးသွားလာတာတွေကနေအနားယူဖို့အချိန်တန်ပြီဆိုပြီးသူကတွေးလိုက်ပါတယ်သူကိုယ်တိုင်လေယုံကြည်စိတ်ချရတဲ့မုံဆိုးတယောက်ကိုတွေ့တဲ့အထိဒီနေရာမှာခဏလောက်နေမှာပါပြီးတော့မှအိမ်ကိုပြန်ရမှာပါတင်းတို့ရောကြက်ရွာတွေကြက်ကုန်းတွေရှိရဆိုတာယုံကြည်ပါသလားအောက်မှာကောမန်လေးတွေမှတ်သွားခဲ့ပြီပါအောင် ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်တင်ဆက်နေမှုကိုဒီမှာပဲရန်တော်ဝင်ပြပါခင်ဗျာကျွန်တော်တို့စီစဉ်တင်ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြတ်တဲ့ရခင်ကျမတွေအားလုံးကိုကျေးဇူးတင်ပါတယ်